ရှင်ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုမေအစီအစဉ်တင်ဆက်ပေးသွားတော့မှာပါခေတ္တပြုမေအစီအစဉ်မှာသစဉ်ရေစုမွန်နဲ့အတူတူမိသိန်းတို့ကနေပြီးတော့တင်ဆက်ပေးသွားမှာပါရှင်ဒီနေ့ဒါပထမဆုံးသတင်းအကြောင်းအရာပြောမယ်ပေါ့နော်ဒီနေ့မှာတော့ဒါခန့်ချုံမအားလို့မိသိန်းကနေပြီးလာရောက်ပြီးခုညီပေးတာ ပြီးတော့ပထမဆုံးအနေနဲ့သတင်းအကြောင်းအရာစဉ်ပြောပြမယ့်အကြောင်းအရာဘာလဲဆိုတော့ပြည်မချန်နေမှာဖတ်ထားတဲ့အကြောင်းအရာပေါ့နော်ဒါဘာလဲဆိုတော့ကမ္ဘာဂင်းနစ်စံရင်တင်နိုင်ခဲ့တဲ့စုံတွဲပေါ့နော်တတွဲအကြောင်းပြောပြအောင်မယ်တော့ဘာလဲဆိုတော့ဘလို့ဂင်းနစ်စံရင်တင်နိုင်ခဲ့ရလဲဆိုတော့ကမ္ဘာအရက်အရှိဆုံးစုံတွဲအဖြစ်သူတို့ကဂင်းနစ်ကမ္ဘာမှတ်တမ်းဝင်ခဲ့တာပေါ့နော်ပြီးတော့ဒီအမှာဆိုရင်ပေါ့နော်ဘာလဲဆိုတော့သူတို့နှစ်ဦးလုံးရဲ့ဒီပေါ့နော်ဇနီးမောင်နဲ့နှစ်ဦးလုံးရဲ့အရက်ကိုပေါင်းလိုက်မယ်ဆိုရင်ね73ပေနဲ့7လက်မထိရှိကြတယ်တိတော့တဦးချင်းစီမှာဆိုရင်အမျိုးသားဖြစ်သူကအရက်9ပေနဲ့10လက်မအမျိုးသမီးဖြစ်သူကကြာ တော့6ပြည်နဲ့တလမစီရှိတယ်။ဒီတော့တော်တော်ကြီးကိုလည်းဒါအရက်ရှိရအောင်ပဲလို့ပြောရမှာပေါ့နော်။နောက်သူတို့ရောက်ပေါ့။အတွေ့အကြုံရပါပေါ့နော်။သွားလိုက်လူကြားထဲမှာဆိုရင်တော့လုံးဝအရှိရအရှိရနော်အဲ့လိုမျိုးဖြစ်နေမှာ။ဒီတော့အမျိုးသားဖြစ်သူရဲ့နာမည်အားကြတော့ဆမ်မင်းမင်းလို့ခေါ်တယ်။သူကအသက်33နှစ်ရှိပြီ။အမျိုးသမီးကစူရန်လို့ခေါ်တယ်။29နှစ်ရှိပြီ။သူတို့နှစ်ဦးလုံးကလည်းသူကဗာလဲဆိုတော့2013ခုနှစ်ဩဂတ်လ4ရက်နေ့မှာလက်ထပ်ခဲ့တာပေါ့နော်။နောက်တရုတ်နိုင်ငံမှာသူတို့နှစ်ဦးလုံးကတကယ်ကိုကဘာကျော်အဲနာမည်ကျော်ပေါ့နော်။သူတို့နိုင်ငံကျော်အားကစားသမားတွေ တွေကြီးပဲသူတို့ကဘယ်လိုမျိုးအားကစားရေးမှာထူးချွန်လဲဆိုတော့ဒီတရုတ်နိုင်ငံရဲ့နာမည်ကျော်အားကစားသမားတွေကမှဆမ်မင်မင်ရကြတော့တဲ့ဘတ်စကတ်ဘောကစားသမားသူကဆမ်မင်မင်ပေါ့နော်အမျိုးသားဒီဆူရန်ဆိုတဲ့အမျိုးသမီးရကြတော့တန်လုံးပြည့်အားကစားသမားတဲ့ဒီရောအားကစားဘက်မှာဆိုရင်လည်းသူတို့နှစ်ဦးလုံးထူးချွန်ကြရတဲ့သူတွေပါတဲ့နောက်ပြန်2009ခုနှစ်ကကြတော့တရုတ်အမျိုးသားအားကစားပွဲမှာသူတို့ဝင်ရောက်ရှင်ပြိုင်ရင်းနဲ့သူတို့နှစ်ဦးဆုံတွေ့ခဲ့ကြတယ်ဆုံတွေ့ပြီးသူတို့ချစ်ကြိုက်သွားတာတဲ့အင်းဒီရောအမျိုးသားအားကစားပွဲမှာသူတို့ဆုံတွေ့ကြတာပေါ့နော်နောက်ပြီးတော့သူတို့ကပြောရချက်အရာဆိုရင် ဲ့သူတို့နှစ်ဦးရဲ့အရက်ရှိတဲ့အကြောင်းရင်းကကြတော့နည်းနည်းတော့သူတို့မှာပေါ့နော်နေ့စဉ်သွားလာလှူရှောင်းမှုမှာနည်းနည်းတော့အခက်ခဲဖြစ်တယ်။ဘာဖြစ်လဲဆိုတော့သူတို့ကားတွေလေရင်နေနဲ့ခေးသွားတဲ့အခါတိုင်းမှာဒုက္ခရောက်တယ်။သူတို့အရက်အမြင့်ကြီးဖြစ်နေကြတာကိုဒီတော့နည်းနည်းဒါဒုက္ခတွေတော့ရောက်တယ်အခက်ခဲတော့ရှိတယ်။ဒါပေမဲ့ဘယ်သူမှတော့ဘယ်ဆုံးတွဲရမှတော့ပြည့်ပြည့်စုံနေတော့မရှိပါဘူးတဲ့ဒီတော့တယောက်ကိုတယောက်ဖေးမှရင်းနေပဲသူတို့ဒါအသက်ထက်ဆုံးနေထိုင်သွားမယ်ဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်။နောက်သူတို့နှစ်ဦးရဲ့ကပအရှိဆုံးအရက်အရှိဆုံးဆုံးတွဲအဖြစ်ကိုတဲ့ခင်းနစ်စံချိန်မှတ်တမ်းကိုကြတော့သူတို့ချင်းမြင့်အ ဒါတို့အတိမှတ်ပြုပြီးတော့ချင်းမြင့်ခဲ့တာကဒါမိနစ်တော့ဆက်ပြီးတော့ချင်းမြင့်ပြီးခဲ့တာလေ။ဘာသာနာလဲတူတယ်ဘာသာနာလဲတူတယ်เนาะအရင်လဲတူတူပြီးတော့เนาะအရင်တော့ဆိုရင်အကဘာရဲ့ရှိဆုံးမျိုးသားတို့မျိုးသမီးတို့ပဲရှိရเนาะဟုတ်တယ်အခုကြတော့မျိုးသမီးကအခုဘေးသင်းပြောမယ့်အကြောင်းကကြတော့အခုဟစ်ဖြစ်နေတဲ့အကြောင်းပေါ့เนาะ ။ဟာလဲဆိုတော့ဒီ selfie ရိုက်ကြဝါသနာပါကြတယ်။အခုကပြောပြပြီးမှာနာမည်ကြီးနေတဲ့ selfie တရေ video file ပေါ့နော်။အဲ့ဒါကိုအဲ့အကြောင်းလေးပြောပြချင်တာ။ selfie တရေတရေလည်းပါသေးတယ်။တရေလည်းပါသေးတယ်။ ဒီမှာဆိုလို့ရှိရင် online မှာဆိုလို့ရှိရင်သူက survey ရိုက်ပြီးတော့နောက်ပြောင်ပြီးတော့အဲ့ online မှာတင်တာနာမည်ကြီးရယ်ပေါ့နော်အမျိုးသမီးတယောက်ညမောင်မောင်နဲ့မှာပေါ့နော်တယောက်တည်းဒီ survey ပုံသူကရိုက်နေနေအနောက်မှာလူရိတ်တစ်ခုပေါ်လာတယ်ပေါ်လာပြီးတော့သူကနောက်တစ်ခုထပ်ရိုက်လိုက်နောက်တစ်ခါပေါ့နော်ထပ်ရိုက်လိုက်တယ်ဒေချာကသူထပ်ရိုက်လိုက်ထပ်ရိုက်လိုက်တဲ့ခါကျတော့အဲ့လူရိတ်ကအဲ့ခုနကထပ်ပို့ပြီးတော့နီးလာတယ်တဲ့ကြောက်စရာကြောက်စရာကြီးကြည့်ဦးလေကြောက်တော့ကြောက်တော့ပို့ပြီးနီးလာတယ်နီးလာတော့သူကဒီဟိုအနောက်ကင်မရာပေါ့နော်ပြန်ပြောင်းပြီးတော့ရိုက်လိုက်ဟိုလေးဘက်လေးဘက်လေးလာအားလုံး ုံးသူရိုက်လိုက်တယ်။ရိုက်လိုက်တဲ့အခါမှာကျတော့ဒီလူရိုက်ကမရှိဘူးပေါ့နော်မရှိဘူး။အာနဲ့သူအရှိကင်မရာကိုပြန်ပြောင်းလိုက်တယ်။ပြန်ပြန်ပြန်ပြောင်းပြီးရိုက်လိုက်တဲ့အခါကျမှတော့ဒီမှာဘာမှတော့မပြောထားဘူးပေါ့နော်ဆက်ပြီးတော့ဖေးသေးလောက်ထားပေါ့ဖေးသေးလောက်ထားဒီ Google ဒါမှမဟုတ်လို့ရှိရင် YouTube မှာဆိုလို့ရှိရင် From the Hair ဆိုပြီးတော့ရိုက်နိုင်ပြီးတော့ share လို့ရပါတယ်တဲ့။အော် Google ရန် share ကြည့်ရမှာပေါ့။ share ပြီးတော့ share လို့ရတယ်။အဲ့ဒီ video file အဲ့ဒီဟိုက video file ကဆိုလို့ရှိရင်လည်းပေါ့နော်10မိနစ်ပဲကြာမဲ့အတွက်ကြောင့်ပေါ့နော်ဒီ phone internet ကြီးကပတ်စံလေးတက်တာမယ် တဲ့။အော်ရှင်းရှင်းရုံပဲနော်။ဟုတ်ကဲ့နော်။ပုံပုံလေးလာရဆိုလို့ရှင်နော်။ကြောက်စရာကြီး။အင်းအဲ့ဆိုလို့ရှင်ဒီခဏမင်းတို့ပြောတဲ့နာမည်လေးနဲ့ရှားပြီးတော့ကြည့်လိုက်အောင်မယ်နော်။ဟုတ်တယ်နော်။ကြောက်စရာလေးစောစီးပြောတာပေါ့နော်။အခု ဒါဆိုရင်ဒီခါမှကြတော့ဆိုမှကြတော့ဒီပေါ့နော်တကယ်ကဘာပေါ်မှာကိုးနှစ်ဆက်တိုက်ကဘာဝင်ငွေအကောင်းဆုံး model ရနေပြီးတော့အခုသူပေါ့နော်ဒီသူ့ရဲ့ဝင်ငွေတွေကတချို့တဝက်ကိုဒီအမျက်ဆုံးတချို့လှူမယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြမှာဟုတ်လားကိုးနှစ်ဆက်တိုက်တောင်ဝင်ငွေအကောင်းဆုံးနော် super model ပဲအဲ့တော့ modeling ကလည်းနော်သူ့ဘာသူဝင်ငွေတွေကတော့များနေတာပဲအဲ့တော့ဒီမှာဆိုလို့ရှိရင်သူပြောထားတာကဘာလဲဆိုတော့ဒီ model တက်တန်းအနည်း20ပြည့်အထိမ့်မှတ်ပါတယ်အဲ့ဒီအထိမ့်မှတ်နေနဲ့သူကဒီပေါ့နော်သူ့ရဲ့ fashion လုပ်ငန်းမှာအနည်း20ပြည့် ထိမ့်မှတ်နေတဲ့ဇပွဲတွေရုံဆောင်စာကိုဖန်တီးတာအဲ့ဒီစာအုပ်မှာကြတော့ဒီကဘာကျော်ဓပုံစရာရိုက်ကူးထားတဲ့ဓပုံတွေပေါ့နော်သူရဲ့ဒါမော်ရယ်ဆလုပ်တဲ့ရနေပြီးတော့ဒီနေ့ထိနှစ်ပေါင်းများစွာရိုက်ကူးထားတဲ့ဓပုံတွေအဲ့ဒီဓပုံတွေအများကြီးကိုပါဝင်နေတာအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်တော့တကယ်သူဟိုးရင်ကလေးကအစဉ်စဉ်ဘလိုမျိုးတဖြည်းဖြည်းနဲ့လှလာလဲဆိုတာလည်းမြင်တွေ့ရမယ်ပြီးတော့ဒီမှာဆိုရင်စာမျက်နှာပေါင်းက936မျက်နှာပါမှာပါတဲ့အဲ့တော့ဒီမှာဆိုရင်စာမျက်နှာပေါင်း936မျက်နှာမှာဆိုရင်အာဓပုံပေါင်း300ကျော် ော်ပါဝင်တဲ့မဂ္ဂဇင်း cover တွေပြီးတော့ fashion ကြော်ညာတွေနဲ့ fashion show လျှောက်တုန်းကရိုက်ကူးတဲ့ဓာတ်ပုံတွေလည်းပါဝင်မှာအဲ့တော့အဲ့ဒီဓာတ်ပုံဒီပေါ့နော်စာအုပ်စပွဲတင်စာအုပ်ပေါ့အဲ့ဒီစာအုပ်ကနေရလာတဲ့အမျက်အစုံတွေကိုကြတော့သူကပရိဒါဌာနအနေနဲ့ဟိုအကုန်လုံးကိုလှူဒန်းမှာပါတဲ့ပြောရမယ်ဆိုရင်တော့စာအုပ်ရဲ့တန်မိုးကတော့မြင့်မားတယ်လို့ပြောလို့ရတာပေါ့စာအုပ်ရဲ့တန်မိုးကဘာလဲဆိုတော့ဒီပထမအဦးဆုံးထုတ်ဝေမဲ့စာအုပ်900ကို add addition အနေနဲ့ကန်ဒေါ်လာ2000နဲ့စတင်ပြီးတော့ရောင်းချမယ်ပြောရမယ်စာအုပ်တုပ်ကိုကန်ဒေါ်လာ2000ဆို တော့เนาะညာတော့လိုင်းလိုက်อืมဒါပေမဲ့သူရတဲ့အကျိုးမြတ်တွေကိုဒီလိုလူတန်းမှဆိုတော့သူရဲ့ဓာတ်ပုံစာအုပ်ကဆိုလို့ရှိရင်အခုဆိုရင်ဒါ pre order အနေနဲ့လက်ခံနေပြီပေါ့เนาะစတင်ပြီးလက်ခံနေပြီဆိုတော့ဒါထွက်လာရင်เนาะသူတို့မဝယ်ဖြစ်ပေမဲ့ online ကနေတော့နည်းနည်းတော့ရှာကြည့်ရမှာတင်နေဟုတ်တယ်အားပေးကြမှာပါဘာလို့ဆိုတော့သူက pre order အနေနဲ့ပြန်ပြီးတော့လုပ်မှာဆိုတော့လေเนาะဟုတ်တယ်เนาะပရိသတ်တွေနေနေကတော့တကယ်ကိုလှက်လိုက်လဲလဲအားပေးရပါပေါ့ဒါဆိုရင်ခဏနာကြမှာเนาะ ကတိပြုံမေးစီစီကနေပြည်သက်တွေအတွက်ဇမနတို့ဒါသတင်းကြောင်းအရာပြောပြီးပြီးခဏနေလဲပို့ပြီးတော့ထူးခြားတဲ့သတင်းကြောင်းအရာတက်ဆက်ပေးဦးမှာမို့လို့အခုတော့အစီအစဉ်ကိုဒီမှာခဏနေနာကြပါရှင်